ိတ်ဖိစီးမှုတွေကိုအတက်သုံးချက်ချူတာနဲ့ဖြစ်ရှင်းနိုင်တယ်လို့သတိထားဘူးလားမင်းမှာအနာယူဖို့အချိန်မရှိဘူးလားခါလောက်စမ်းကြည့်ပါအတက်သုံးချိန်ရှူခြင်းကမင်းရဲ့စိတ်မှာဖြစ်ပျက်နေတာတွေကိုအေးချမ်းသွားစေနိုင်ပါတယ်မင်းနာယူကိုကြည်တိုင်းစိတ်ညစ်လာတာမျိုးရှိလားတနေ့လုံးလှုပ်ရှားရင်းနဲ့ပြင်နေတဲ့အချိန်မှာတခြားသူတွေကိုဂရုစိုက်ရင်မင်းကိုကိုကိုလုံးဝဂရုမစိုက်နိုင်တော့ဘူးလားအဲ့ဒီအချိန်မှာမင်းစိတ်ထဲကဆူညံတာတွေကိုပိတ်ဖို့မင်းဘက်ကအနားယူဖို့အချိန်မလိုပါဘူးအသက်ရှူခြင်း၃ချက်ပဲလုပ်ကြည့်ပါ ပထမဆုံးမင်းရဲ့နှာခေါင်းကနေအသက်ကိုဖြည်းဖြည်းချင်းရှူစိတ်ကိုသတိထားလက်နက်ရှူပြီးရင်ပတ်ထဲကိုတည်သွားအောင်ခံစားပါဒုတိယအချိန်သတိထားပြီးမျက်လုံးပိတ်ပါမနှက်ဖြံကိုမတွေ့ပါနဲ့မနေ့ကအကြောင်းကိုလည်းမခေါ်ပါနဲ့လက်ရှိကမင်းအတွက်ပြည်စုံပါတယ်တတိယအချိန်အသက်ရှူအသက်ရှူထုတ်စိတ်ပီစီမှုတွေကိုအသက်ရှူထုတ်တာနဲ့အတူဖြည်းညင်စွာထုတ်လိုက်ပါအသက်ရှူတဲ့၃ချက်ပါပဲမင်းရဲ့အသက်ရှူတာကမင်းရဲ့အတွင်းကအေးချမ်းမှုနဲ့ချိတ်ဆက်ပေးလိမ့်မယ် မင်းရဲ့စိတ်ကိုတဖြည်းဖြည်းလျှော့ချစေမယ်။တစုံတစ်ယောက်တောင်မလိုဘဲနဲ့ပြဿနာတွေကိုမင်းကိုယ်တိုင်ပဲဖြေရှင်းတတ်သွားလိမ့်မယ်။မင်းရဲ့နေ့တွေထဲမှာစိတ်ပြက်နေတဲ့အချိန်တိုင်း၊စိတ်ပီစီးနေတဲ့အချိန်တိုင်း၊စိတ်ပီစီးမှုတွေကြားထဲမှာအသက်သုံးခါရှူတာနဲ့ကိုယ်ပိုင်အေးချမ်းမှုကိုပြန်ခေါ်နိုင်နေဆိုတာမမေ့ပါနဲ့။